်မင်္ဂလာပါရှင်ကျမတော်ငူးခတ်တာပါ TVU မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် အေရီတိုင်းပသိမ်မအုပ်ပင်ညောင်တုံးနဲ့ပန်းတနော်မြို့နယ်တွေကရက်ကွက် အုပ်ချုပ်မှုရုံးတွေမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲမှာမဲပေးဖို့မဲဆင်းတွေကတ်ထားပေမဲ့လာကြည့်တဲ့သူမရှိသလောက်ဖြစ်နေပြီးစိတ်ဝင်စားသူနှဲပါနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။အော်တိုဘားလာ၁ရက်နေ့မနက်ပိုင်းကစတင်ပြီးအုပ်ချုပ်မှုရုံးတွေမှာမဲဆင်းကတ်ထားတာဖြစ်ပြီးအုပ်ချုပ်မှုတွေကလာကြည့်တဲ့သူတွေမရှိတဲ့အတွက်အုပ်ချုပ်ရေးအဖွဲ့တွေကိုစီရင်ကြည့်ခိုင်းထားပြီးမှတ်တမ်းယူနေတယ်လို့ဆိုပါဗျ။ ရွေးကောက်ပွဲပြုလုပ်ဖို့အထွေအမှုယုံတွေမှာမင်းစင်းလာရောက်ဆစ်ဆေးကြဖို့ကားစိုက်ကားတွေနဲ့လိုက်အော်နေပေမဲ့အစိတ်ဝင်တစားသွားကြည့်တဲ့သူမရှိဘူးလို့တိမ်မြုပ်ကန်ကပြောပါတယ် မဟုတ်ပြီမျိုးကန်တယောက်ကတော့ပသိမ်မှလို့မဲစီရင်ကြည်ဖို့လိုက်မစော့ဩပေမဲ့အုတ်ချိန်မူယုံရဲ့လူမှုကွန်ရက်မှာတော့ကြီးညာတာရှိတယ်လို့ပြောပေမဲ့လူမှုပြည်သူလူထုဘက်ကစိတ်ဝင်စားမှုမရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲစီရင်တွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိ24ရက်ကြာရက်ကွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ကြေးရွာတွေမှာပထမအကြိမ်ဖြစ်ကတ်ထားမယ်လို့ကြီးညာထားပါတယ်ရှင် ရခိုင်ပြည်နယ်တန်တွဲမြို့ရဲ့ငပလီကမ်းခြေအနီးပင်လယ်ပြင်ကနေရေတပ်သင်းမောတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့်ကမ်းနာကဒေသခံတွေပြောင်းရွှေ့နေကြရတယ်လို့ဒေသခံတွေစီကသိရပါဗျ။တန်တွဲမြို့ငပလီကမ်းခြေကနေနိုင်ဝက်ဝင်းကျင်လှိစီးရတဲ့ပလဲကျော်နောက်ဖက်ချမ်းမှာစစ်သင်းမော၃စီးရောက်နေပြီးအဲဒီကနေလက်နက်ကြီးနဲ့လှမ်းပစ်နေတာငါးဖမ်းလေတွေကိုဖမ်းဆီးပြီးအရက်သားတွေကိုတတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ဆိုပါဗျ။ ငပလီကန်းချီအနေကပလဲကျော်အနောက်မှာရှိတဲ့ရေတပ်သင်္ဘော၃စီးနဲ့အနီးအနားကဒေသခံတွေဘက်ကိုမကြာခဏပြစ်နေတာဖြစ်တယ်လို့ငပလီကန်းချီကဒေသခံတယောက်က TV ကိုပြောပါရယ် ပင်လယ်မှာငါးထွက်ဖမ်းတဲ့လေတွေကိုလည်းစစ်ကောင်စီရေတပ်ကစက်တင်ဘာလနောက်ဆုံးပတ်မှာဖမ်းဆီးသွားပြီးပြန်မြောက်လာတာငါးစီးဝဲကျင်ရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတန်တွဲကွာလမ်းပေါ်ကဗဒဲကောရွာကိုလေရင်နဲ့ဖုံးကျဲပြီးရေတပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တဲ့အတွက်အရခတတော်အေအေကလည်းကန်းကနေဟာဝင်စာနဲ့ပြန်ပစ်တာတွေရှိတယ်လို့ဆိုပါတယ်ရှင်။ စစ်တပ်ကအတို့ရောင်ငင်းချမ်းရေးလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်ဖို့စူးစမ်းနေတယ်လို့တိုင်းသားတော်လှန်ရေးကောင်းဆောင်တွေနဲ့နိုင်ငံရေးလှိလာတုံးသက်သူတွေကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်အနာဒိစကောင်းဆောင်ကတနင်္ဂနွေနေ့ပြခဲ့တက်ခတ်မှုရစေးသဘောတူစာချုပ် SCA လက်မှတ်ရေးထိုးခြင်းစနစ်ပြအခမ်းအနားကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင်အသီးသက်တွေအနေနဲ့လက်မှတ်ထိုးခဲ့ကြတဲ့နိုင်ငံတကာအစိုးရတွေကိုပါဖိတ်ပြီ နေပြည်တော်မှာကျင်းပဖို့စီစဉ်နေတဲ့အပေါ်အခုလိုပြောဆိုကြတာပါစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တာကြောင့်တိုင်းသားတို့လည်းဖွဲ့တွင်နဲ့ချုပ်ဆိုခဲ့တဲ့တနင်္ဂနွေလုံးပြက်ခတ်တက်ခတ်မှုရဲ့စေရေးသဘောတူစာချုပ် NCA ဟာပြက်ပြက်သွားခဲ့ပြီးဖြစ်တယ်လို့တိုင်းရင်းသားတို့လည်းလက်နက်ကင်အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်အဲ့ဒီစာချုပ်ကိုအာနာသိန်းစစ်တပ်ကသူကိုယ်တိုင်ဖျက်ဆီးလိုက်ပြီးဖြစ်ပေမဲ့ NCA စာချုပ်ကိုအခြေခံပြီးတိုင်းရင်းသားတို့လည်းအဖွဲ့တချို့နဲ့ဆက်လက်ဆောင်ရွက်နေတာဟာ အတူရောက်ငင်းငင်းလုပ်ငန်းစဉ်ကိုဖော်ဆောင်နေတာလို့ SCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ပို့မျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်သမရဤဦးဝင်းရဲ့တရားရုံးမှာထွက်ဆိုချက်တွေကဘာအောင်ပြောတာလဲဆိုရင်စစ်ကောင်စီပြောခဲ့သလိုအာဏာကိုသိမ်းခဲ့တာမဟုတ်အာဏာကိုသိမ်းခဲ့တာဖြစ်ပါတယ်အာဏာကိုသိမ်းခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲကိုဟာစစ်ကောင်စီကကျင်းပခွင့်မရှိဘဲနဲ့ကျင်းပတာဖြစ်ပါတယ်ဒါဒီဒီရွေးကောက်ပွဲကတရားမဝင်ပါဘူး ဒါကြောင့်အခုကတော့လူလူကိုလှည့်စားပြီးတော့လုတ်တဲ့ရွက်ကောက်ပေါ်ရတက်လာတဲ့အစိုးရကြီးလွတ်တော်တွေဆိုတာအတူရောလွတ်တော်နဲ့အတူရောအစိုးရတရားမဝင်တဲ့အစိုးရနဲ့တရားမဝင်တဲ့လွတ်တော်တွေကဖြစ်မှဖြစ်တဲ့အတွက် NCA ကိုအကောင့်တွေပေါ်ွင့်ရှိပါဖို့လို့လည်းရမှာပေါ့ပေါ့ NCA စာချုပ်အကောင့်တွေပေါ်မှု ဖြစ်တဲ့တခုလုံးကိုဒါစစ်တပ်ကအာဏာသိမ်းတဲ့နည်းနဲ့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် NCA စာချုပ်ကစာချုပ်အဖြစ်တော့ရှိနေတော်လည်းပဲ NCA စာချုပ်အကောင့်တွေပေါ်လို့မရတော့ပါဘူး။ ီနေ့ဒီကလောက်တာကတော့ SCA စာချုပ်ကိုပြန်လဲအကောင့်ထဲပေါ်နိုင်ဖို့မဟုတ်ပဲနဲ့ SCA စာချုပ်ကိုအသုံးချပြီးတော့အတူရောငင်းငင်းလုပ်ငန်းစဉ်တွေကိုလုပ်ဖို့အတွက်ပနာမအစပြုတာလို့ကျွန်တော်အဲ့လိုမြင်ပါ SCA စာချုပ်ဟာအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ joint ownership အနေနဲ့လက်မှတ်ရေးထိုးပြီးချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တာကြောင့်တဖက်သေးကနေဥဆောင်ပြီးဆွေးနွေးပွဲတွေကိုဆောင်ရွက်ပိုင်ခွင့်လည်းမရှိဘူးလို့ဆိုပါတယ်။အနာသိန်းပြီးနောက်ပိုင်းမှာ အစီစာချုပ်အပေါ်မှာဒေါ်လာကွဲလွဲမှုတွေရှိခဲ့ပေမဲ့အနာသိစစ်တပ်ကတော့ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီစာချုပ်ကိုအခြေခံပြီးတိုင်းသားတော်လိုင်းရဲ့ဖွဲ့တွေနဲ့ဆက်လက်ဆွေးနွေးမဲ့သဘောမျိုးရှိတယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးလှစ်လာတုံးတက်သူတချို့ကတုံးတက်ပါလေဒီလာထဲမှာနေပြည်တော်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ SCA စာချုပ်လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်နှစ်ပတ်လည်ပွဲဟာ SCA ရဲ့အနှစ်သာရကိုဆက်လက်ဆောင်ရွက်ဖို့အတွက် အခက်ခဲတွေကြာကနေစောင့်ရတဲ့ပွဲဖြစ်တယ်လို့ 7EAO Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကျုံညွန်ကပြောပါတယ် CD နိုင်ငံကြီးအခြေအနေရကျွန်တော်တို့နဲ့ counterfeit ဖေဖော်လာတဲ့ယင်းနောက်ပိုင်းအနေစပြီးတော့အကောင့်ထဲပုံမူကြီးရတန်းသွားတယ်ဆိုတာကတော့မှန်ပါတယ်အဲ NC ကလွတ်တော်မှာတရားဝင် အတူတူရတဲ့စာချုပ်တစ်ခုလည်းဖြစ်တယ် အန်စီပါချက်လက်ဒီရပေါ်လေးဘယ်အချိန်နေဘယ်အချိန်ကမှာအန်စီကပြတ်ပြဲတယ်ဆိုတာတိတိကျကျပြတ်ထန်တာမရှိတဲ့အတွဲကြောင့်မလို့ဒါဟိုစားပေါ်လေးလွတ်တော်ရဲ့လုံထုံလုံနေရပေါ်လေးအဲဆက်ပြီးတော့ဒါသွားကြမယ်လို့ပဲကျွန်တော်ထင်ပါတယ်ဒီအချိန်ဒီတစ်ခုပေါ်မှာအန်စီပြတ်ခြင်းမပြတ်ခြင်းဆိုတာတော့ကျွန်တော်အနေနဲ့သေဆုံးပြရတော့မတ်ကတ်ဒီမပြောလို့ပါဘူးခင်ဗျ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ NC စာချုပ်ရဲ့ဆောင်ရွက်ချက်တွေဟာရပ်တန့်သွားခဲ့တယ်လို့အဲ့ဒီစာချုပ်ဆက်ရှိခြင်းမရှိခြင်းဆိုတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာအမြင်အမျိုးမျိုးရှိနေပေမဲ့အဲ့ဒီအပေါ်မှာအငင်းမပွားလိုဘူးလို့လည်းဆိုပါတယ်စစ်တပ်က2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုဆက်လက်အာဏာရယူပိုင်ခွင့်မပေးဘဲ2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာနိုင်ငံတော်သမ္မတအပါအဝင် အစိုးရအကြီးအကဲတွေကိုဖမ်းပြီးအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအာဏာသိမ်းစစ်တပ်ကဥဆောင်ပြီး NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့တိုင်းသားတော်လှန်လက်နက်ကိုင်အဖွဲ့6ဖွဲ့နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဆက်လက်ဆွေးနွေးခဲ့ပါတယ်။အပြည့်ရဲ့အဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားစီယုံ KMU မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF နဲ့ပုံမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL အဖွဲ့တွေကတော့ စစ်တပ်နဲ့ဆက်လက်မဆွေးနွေးဘဲ NCA စာချုပ်ဟာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ပြက်ပြဲသွားပြီလို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ အာနာသိန်းစစ်တပ်ရဲ့ပြည်သူ့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအခွင့်အရေးချိုးဖောက်မှုတွေနဲ့စစ်တပ်ကိုဓာတ်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်ထောက်ပံ့ကူညီပေးနေတဲ့နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုစုံစမ်းဖော်ထုတ်ပေးနေတဲ့ Justice for Myanmar JFM အဖွဲ့ဟာ2025ခုနှစ်အတွက် Right Livelihood Award ဆုကိုရရှိသွားခဲ့ပါတယ်။ ် GFM ဟာဒီစုကို Pacific ကျွန်းများနိုင်ငံ Guam, Taiwan နဲ့ Sudan တို့ကသဘောပတ်ဝန်းကျင်အရေးအတွက်ဆောင်ရွက်သူတွေ၊ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ကူညီထောက်ပံ့ပေးနေသူတွေနဲ့စစ်ဘေးဒုက္ခသည်တွေကိုကူညီတဲ့အဖွဲ့တွေနဲ့အတူတူပူးတွဲရရှိခဲ့တာဖြစ်ပါတယ်။ GFM ဟာသူတို့ရဲ့တတိနဲ့အကျင့်ပြတ်ချစားနေတဲ့မြန်မာစစ်တပ်ကရနေတဲ့နိုင်ငံတကာရဲ့အကူအညီတွေကိုရော့ပါစေတဲ့သူတို့ရဲ့ရှေ့ဆောင်စုံစမ်းဖော်ထုတ်တဲ့နိလန့်တွေကြောင့်ဒီစုကိုရခဲ့တာဖြစ်တယ်လို့ Right Lively Ho Award ကထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ခဲ့ပြီး9နှစ်နေပါကြာတဲ့အထိကြီးစွာသောကိုကျုံးစုံပေးဆက်မှုတွေနဲ့စစ်အုပ်စုကိုဂုံရောင်ပြောင်မြောက်စွာဆန့်ကျင်တော်လှန်ရေးရှိတဲ့မြန်မာပြည်သူတွေရဲ့အမကန်တတိပြတ်တိကိုဂုံပြုတဲ့အနေနဲ့တိစုကိုလက်ခံရယူပါတယ်လို့ GFM ကထုတ်ပြန်ထားပါတယ်။ right level ho award ကို1980ခုနှစ်ကတည်းကစတင်တည်ထောင်ပြီးကမ္ဘာတစ်လောကသဘာပတ်ဝန်းကျင်ထိမ့်သိမ်းကာကွယ်ရေးလူအခွင့်ရေးရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှုကျန်းမာရေးပညာရေးနဲ့ငြိမ်းချမ်းရေးစတဲ့ကဏ္ဍတွေမှာဆောင်ရွက်နေကြသူတွေကရွေးချယ်ပြီးနှစ်ဆင်ဆုချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်ရှင်ကာဇာကမ်းမြောင်ဒေသပေါက်ကွဲမှုတွေကိုအစ္စရေးတောင်ပိုင်းကနေအော်တိုဘာလတရက်နေ့မနက်ပိုင်းကတွေ့ရတာပါ အစ္စရေးလေယာဉ်တွေနဲ့တင်ကားတွေကလူနေရပ်ကွက်တွေကို ညလုံးပေါက်ပစ်ခတ်ခဲ့တယ်လို့ဂါဇာမြို့ကန်တွေကပြောပါဗျ။ ဂါဇာကမ်းမြောင်ဒေသဝန်စစ်တပ်ကတက်လို့ဗုဒ္ဓဦးနေမှာလူ35ဦးထပ်မနေတိဆုံးခဲ့ရတယ်လို့ဒေသန္တရကျမ်းမာရေးအာဏာပိုင်တွေကဗုဒ္ဓဦးနေမှာ ပြောခဲ့ပါတယ်။တိဆုံးသူအများစုကဂါဇာမြို့ကလူတွေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးစစ်တပ်ကဂါဇာမြို့တော်မှာအပြင်းထန်ဘုံးကျဲတိုက်ခိုက်ခဲ့လို့လူတွေကိုတောင်ပတ်စီထွက်ဖို့အမိန့်အစ်ထုတ်ပြန်ခဲ့ပြီးသူတို့ကိုမြောက်ပိုင်းစီပြန်ခွင့်ပြုတော့မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။ဂါဇာကမ်းမြောင်ကိုအစ္စရေးကအာယုန်တပ်ကလေးကတိုက်ခိုက်မှုအတွင်းအနည်းဆုံးလူ62ဦးသေဆုံးခဲ့တယ်လို့ ဂျာဇီးယားသတင်းဌာနကအောက်တိုဘာ၁ရက်နေ့ည၁၀နာရီမှာအစီရင်ခံပါတယ်။ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းခန်းယူနစ်မြို့မှာကယ်ဆယ်ရေးအကူအညီရဖို့စ조사သူ၂ဦးသေဆုံးခဲ့တယ်လို့နတ်စားဆေးဘက်ဌာနကဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်တွေကပြောခဲ့ပါသေးတယ်ရှင်။ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်